တပတ်စာတာတော့ကန်စာတာဟောပြောချက်ဖြစ်ပါတယ်။ဒီခုတစ်ပတ်အနေနဲ့16ရက်9လ2025ကနေ22ရက်9လ2025ကာလအထိဖြစ်ပါတယ်။အခုအလက်ကြတာက စနေသားသမီးတွေနဲ့ပတ်သက်တဲ့ကံတရားလေး။စနေသားသမီးတွေနဲ့ပတ်သက်တဲ့ကံတရားကတော့ကောင်းတယ်ကြိုက်တယ် ပထမဆုံးစနေသားသမီးတွေရေဘူအကန်တရားအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်စနေသားသမီးတွေရဲ့ကံအနေနဲ့ဒီတပတ်တာကာလမှာဒင်္ဂါတစ်ချက်ကကြတယ်ဒီကရကိုရည်ရထားတဲ့ရည်မှန်းတဲ့ကိစ္စရတည်အစဉ်ပြေမယ်နောက်တစ်ဆင့်ကိုရာထူးတို့ဖို့ညော်ထားတဲ့အိစရက်ပြေဆိုလို့ရှိရင်အောင်မြင်မယ် ငါကိုအချင်းချင်းအိမ်တော်ရင်နဲ့ပတ်သက်လို့ဘဝတစ်တခုဒူတော်မယ်ဆိုရင်လည်းအောင်မြင်နိုင်မယ်ဆိုတဲ့ကတ်တွေကိုဖော်ပြနေတာ အဖြစ်ပြီးတော့ဒီရလာတဲ့အခွင့်အရေးကကိုယ့်ဘဝမှာကြုံတော့ကြုံခဲ့ရတဲ့အခွင့်အရေးမျိုးအဖြစ်တယ်လို့ဒီလောက်ရကောင်းတဲ့အခွင့်အရေးမျိုးကိုရလိမ့်မယ်လို့မျှော်လင့်မှတ်ခဲ့တဲ့အခွင့်အရေးမျိုးကိုဒီစနေသားမှုတွေရရှိခြင်းဖြစ်တဲ့အတွက်ကြောင့်ဒီတစ်ပတ်ကာလအတွက်စနေသားမှုတွေကံစားတာအနေနဲ့ကောင်းမွန်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်အဲ့တော့ပြီးတဲ့အခါကျတော့အဒီစန်ဒီသာသမီတွေအလုံးနဲ့ပတ်သက်တဲ့ကံတရားလုံးနဲ့ပတ်သက်တဲ့ကံတရားကိုကြည့်တဲ့အခါတော့ခွလူလင်ကခွလူလင်ကဆိုတဲ့အခါကျတော့ဒီပင်လယ်တွေကရေကိုခတ်လိုက်တာ၅ပါးပါလာတယ်ဆိုတဲ့အခါကျတော့လူနေငင်ဒဇင်ပါတန်ကောင်းစရာကြီးကြုံလိမ့်မယ်အလုံးနဲ့ပတ်သက်ရင် အောင်မြင်ခြင်းအဆင်ပြေခြင်းတွေရှိတယ်လို့ဒီတစ်ပတ်ကာလမှာ အပိုဘောနပ်စ်ရတာတို့ နောက်ငွေကြီးနဲ့ပတ်သက်လို့ထထိုက်အတန်တန်ကြီးမင်းချင်းခါရတာလို့ကိုလုတ်တဲ့အလုပ်ရနဲ့ပတ်သက်ပြီးချီးကျူးခါရတာလို့လုပ်ငန်းရှင်ဆိုလို့ရှိရင်လည်းကိုရောင်းချမဲ့ကုမ္ပဏီနဲ့လည်းပတ်သက်ရင်ဒီကုမ္ပဏီရဲ့ဝယ်တဲ့ဈေးကြီးကြမယ်ကြပြီးတော့ကုန်ဝယ်ရောင်းဝယ်တဲ့နေရာမှာလည်းသူကဒီကိုကိုဖောက်တယ်ဒီမှာလည်းနော်ပြောပြောရှင်းရှင်းနဲ့ရောင်းဝယ်ရတယ်လို့နောက် လုပ်ငန်းကနေပြီးအမျက်ဆုံးကောင်းကောင်းလေးရမှာဖြစ်တယ်လို့ဒီဝန်ထမ်းတွေအနေနဲ့လည်း ကိုလုပ်ငန်းဝင်တဲ့မှာပြောရဆိုရဆက်ဆံရတာ၄အဆင်ပြေသလိုဒီငွေကြေးဆိုင်ရာနဲ့ပတ်သက်တဲ့ပြောဆိုဆက်ဆံခြင်းတွေနဲ့ပတ်သက်တဲ့ငွေကြေးကြေးဆိုင်ရာလုပ်ငန်းကိစ္စများလည်းအဆင်ပြေမဲ့အချက်ကိုစနေသားသမီးတွေအနေနဲ့ခံတရားအနေနဲ့ပြထားတာကိုတွေ့ရပါတယ်။အဲပြီးပြီဆိုတဲ့အခါကျတော့အလောက်ကိုင်းစီးပွားအနေနဲ့စနေသားသမီးတွေကောင်းမွန်ခြင်းရှိရေဘူးကခံတရားအနေနဲ့မမျော်လင့်ထားတဲ့ဘဝမှာမရဘူးတဲ့အခွင့်အရေးမျိုးရပြီဆိုပြီးတဲ့အခါကျတော့ ီအိမ်တော်ကြီးအခြေကိုကြည့်တဲ့ခါကျတော့အိမ်တော်ကြီးအခြေမှာလဲစနေသားသမီးတွေကဒီတစ်ပတ်ကာလမှာအရန်ကံကောင်းခြင်းကိုတွေ့နေရတယ်။ဒါကြောင့်ဒီတစ်ပတ်ကာလမှာကံကောင်းတဲ့သူကိုပြပါဆိုလို့ရှိရင်ဒီတစ်ပတ်ကာလကအကောင်းဆုံးကတော့ဒီစနေသားသမီးပြရမယ်။ဒီကကတော့ထူးထူးခြားခြားရှင်းပြကြတော့မလိုဘူး။မိသားစုနဲ့ပြောပြောရှင်းရှင်းနော်ဒီရလာတဲ့ ပျော်ရွှင်မှုတွေကိုကွဲဝေခံစားပြီးတော့ဒီဘဝမှာအောင်မြင်မှုဒုက္ခတွေကိုခံစားရတယ်။ခုနှစ်လူကအခြေအိမ်တော်ကြီးမှာဆိုလို့ရှိရင်လေမိမိမျောလင့်ထားတဲ့မိသားစုဘဝကိုတိဆောက်နိုင်မယ်ဆိုတဲ့နမိတ်လေးဖြစ်တာကိုတွေ့ရပါတယ်။ဒါကတော့ဒီစနေသားမြေတွေကျလာတဲ့ကံဇာတာဖြစ်ပြီးတော့ဒီစနေသားမြေကျလာတဲ့ကံဇာတာလေးဒါလေကောင်းမွန်ခြင်းရှိတယ်။နောက်ဒီကပတ်ကာလာတဲ့မှာပါနော်ဒီ ကံကောင်းဆုံးအနေနဲ့အနေနဲ့ဆိုလို့ရှိရင်ဒီစနေသားသမီးဖြစ်နေတာတွေ့ရပါတယ်